အယ်ဂျီးရီးယားနိုင်ငံသား၃ဦးဟာစပိန်နိုင်ငံကိုတိုးရောင်ဆောင်ကထွက်ပြေးရဆိုတဲ့ရုပ်ပုံမှာသတင်းတစ်ခုဟာလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။မြန်မာ Variant Entertainment 2ဆိုတဲ့ Facebook စာမျက်နှာကနေနိုဝင်ဘာ22ရက်မှာအယ်ဂျီးရီးယားနိုင်ငံအန်နာဘာစိတ်ကမ်းမှာတိုးရောင်ဆောင်ကစပိန်နိုင်ငံသို့ထွက်ပြေးဖို့ကြိုးစားသူ၃ဦးဖမ်းမိလို့ရေးသားကရုပ်ပုံတစ်ပုံနဲ့အတူရေးသားဖြန့်ဝေထားပါတယ်။သတင်းတပုံထဲမှာတော့တိုးပုံစံအပြင်အဆင်လူ၃ဦးကိုကားပေါ်မှာထိုင်နေတာတွေ့ရပါတယ်။ဒီအကြောင်းအရာဟာမျှဝေမှု219ခုရှိနေပြီးအခြားအကောင့်တွေ page တွေကနေလည်းပြန်လည်ကူးယူဖော်ပြတာမျိုးတွေတွေ့ရပါတယ်။ မီဇီမတ်ကဒီကြောင်းရံနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်။ပုံရည်ရဲ့ဈေးမြစ်ကိုရှာဖွေတဲ့ Google Image Search ကနေတဆင်းဒီပုံကိုရှာဖွေရမှာ2024ခုနှစ်က TikTok လူမှုကွန်ရက်မှာ Mega Buster ဆိုတဲ့အကောင့်ကနေဖြန့်ဝေထားတဲ့ရုပ်သံဖိုင်နဲ့ထပ်တူညီနေရတွေ့ရပါတယ်။ဒီရုပ်သံဖိုင်မှာတော့ကားတစ်စီးပေါ်မှာတိုးပုံစံပြင်ဆင်ထားတဲ့လူ၆ယောက်ပါဝင်နေတာတွေ့ရပါတယ်။ဒါကိုသုံးလို့ရဖြစ်နေတဲ့အချိန်မှာ screen shot ရိုက်ခါပြန်လဲဖြန့်ဝေထားတာပါ။ဒီအကြောင်းအရာကို The Spanish Eye ကနေလဲစစ်ဆေးထားတာကိုတွေ့ရပါတယ်။ သူရဲ့စစ်ဆေးချက်မှာတော့ဒီလူရီယာကလေးတွေအတွက်ထုတ်လွှင့်တဲ့ကတွန်းရုပ်တံ CV တစ်ခုဖြစ်တဲ့ရှောင်းသရှိတဲကအတိုင်းကပြဖို့ဝတ်ဆင်ထားတာလို့ဖော်ပြထားပါတယ်။နောက်ထပ်တွေ့ရတဲ့ရုပ်တံတစ်ခုမှာတော့ဒီလူ600ဟာနေရာတစ်ခုမှာကပြနေရကိုတွေ့ရပါတယ်။ဒါကြောင့်အေဂျီးရီးယားနိုင်ငံသား3ဦးဟာစပိန်နိုင်ငံကိုတိုးရောင်ဆောင်ကထွက်ပြေးရဆိုတဲ့ရုပ်ပုံမှာသတင်းဟာကာဝဲအတွက်ပြင်ဆင်ထားတဲ့သူတွေရဲ့ရုပ်တံကိုတုံးပြီးဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ဒါကိုဟာအတအနေနဲ့ပြန်လဲဖြန့်ဝေတာအခြားခေါင်းစဉ်တွေပြောင်းတက်ပြီးဖြန့်ဝေနေကြရတဲ့ကြောင်း ပြန့်နှံ့မှုများပြားခဲ့ရတာပဲဖြစ်ပါတယ်မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီစဉ်တဲ့ရင်တွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် TikTok.ly/AJFBZ ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီစဉ်တဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြေတားရက်ခံအပ်ပါတယ်။လူသတ်သောမီဒီယာကိုဆက်လက်ရည်တည်ထောင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မီဇီမာ TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ကူညီနိုင်ကြပါမယ်။ တိပြီးထိတ်ခေါ်လိုက်ပါစေ။